အစိုးရသည့်တက်တန်းမှလည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာတက်မတော်ရဲ့သဘောထားပေါ်မှာမူတည်နေသေးတယ်လို့မြန်မာနိုင်ငံရေးထင်ရှားသူတွေကဆိုပါတယ်။သို့ဒီဟာသတင်းပေးပို့ထားပါတယ်ရှင်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုအစဉ်တစိုက်တိုက်တွန်းဆောင်ရွက်ခဲ့တဲ့ NLD ပါတီဟာ2015ရွေးကောက်ပွဲမှာအနိုင်ရပြီးအစိုးရဖွဲ့နိုင်တဲ့မဲရီတွေရရှိခဲ့ပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကတော့တက်မတော်ရဲ့သဘောထားပေါ်မှာအခရာကျနေတုံးပဲလို့တုံ့သက်သူတွေရှိနေပါတယ်။ တက်မတော်ကအခုဖွဲ့စည်းပုံခြေခံဥပဒေကသူ့ကိုပေးထားတဲ့အခွင့်အရေးတွေအများကြီးရှိတယ်အဲ့ဒါတွေကိုသူဘယ်လောက်ရှော့မလဲမရှော့ဘူးလေဒါတွေကိုရှော့ဖို့မရှော့ဖို့ဆိုတာလည်းသူ့သဘောပေါ်မှာအဓိကမူတည်နေတယ်ဘာလို့လဲဆိုတော့သူထောက်သူကမထောက်ခံမနဲ့ပြောင်းလဲလို့မရဘူးဒါအားလုံးလည်းသိတယ်ပေါ့နော်ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာအဲ့တော့ဟောသူကအများပြည်သူရဲ့ဆန္ဒပေါ့နော်။နည်းတင်ပြလာတဲ့အစိုးရအများပြည်သူရဲ့သဘောထား အဲ့ဒီပြီးတဲ့နောက်တိုင်းပြည်ရဲ့အသွင်ကူးပြောင်းလာတဲ့အခါမှာဖြစ်ပေါ်လာနေတဲ့အနေအထားတွေအရသူ့ဘက်ကဘယ်လောက်ရှော့ပေးသင့်တယ်လို့ထင်လာတယ်လဲမထင်သေးဘူးလဲအဲ့ဒီဘော်ဒမှာမိုတီဗီသူကအဲဒီပုံစံပြင်ဆင်ရေးကိုသူ့သူ့ဘက်ကသဘောထားရှိနေဦးမှာပဲ NLD ပါတီအနေနဲ့ရှားဥတွေတွေကိုပြင်ဆင်တာကိုအလွယ်တကူလှုံ့ဆော်နိုင်ပေမဲ့လို့ဖွဲ့စည်းပုံအခြေခံဥတွေပြင်ဆင်ရေးကတော့ တမ်းတော်သားလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ထောက်ပံ့မှုရရှိဖို့လိုအပ်နေတယ်လို့လည်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌကပြောပါတယ်။လွတ်တော်ထဲမှာ pass ဖြစ်ဖို့ပေါ့။ပြင်လာတော့ရတယ်လေ။ဆရာဆရာထဲမှာပြင်လာရတယ်လေ။ဒီပြင်ထားတဲ့မူကို pass ဖြစ်ဖို့ကြတော့9500ကျန်လုံး plus 1တက်ဖက်ကသဘောတူရဲ့ဝင်ရလိုရမယ်။လူမယ်ဆိုတော့ဒါလည်းပြင်နိုင်တဲ့အနေထားဟာဒီပြီးခဲ့တဲ့လွတ်တော်တဲ့တော့အများကြီးပုံမြင့်သွားပြီပေါ့။ဒါပေမဲ့တက်ရဲ့သဘောတူညီမှု ယူဖို့လိုတာပေါ့ပြီးခဲ့တဲ့လွတ်တော်ကာလအတွင်းအမျိုးသားဒီမိုကရေစီပါတီနဲ့88မျိုးဆက်အဖွဲ့တို့ပူးပေါင်းပြီးဖွဲ့စည်းပုံအခြေခံပြည်စည်ရေးသဘောထားလက်မှတ်တွေကိုလိမ့်လံကောက်ယူခဲ့တဲ့အတွက်ပြည်သူ၅သန်းကျော်လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်ဒီလက်မှတ်တွေကိုလွတ်တော်ကိုပေးပို့ခဲ့ပြီးဖွဲ့စည်းပုံပြည်စည်ရေးအစိုးတင်သွင်းခဲ့ပေမဲ့တက်မတော်သားအမတ်တွေအပြင်အခြားလွတ်တော်အမတ်တွေပါကန့်ဝဲခဲ့လို့ရှုံးနေခဲ့ပါတယ်ကျွန်တော်ဆိုတီရပါ